ဖို့ပြောပြတဲ့အကြောင်းအရဂျပန်တွေဆုတ်သွားတဲ့အချိန်မှာနော်အင်္ဂလိပ်တွေပြန်ဝင်လာတယ်။ရော်တဲ့အင်္ဂလိပ်စစ်သားတွေရောက်လာတော့အင်္ဂလိပ်စစ်သားတွေနဲ့အတူအဲ့မှာဘိုးတောမတ်ဆိုတဲ့အရာရှိတယောက်ပေါက်လာတယ်။သူကသဘောကောင်းတယ်ရော်သားတွေနဲ့အဆင်ပြေအောင်ဆက်ဆံပြောဆိုလေးစာနာလေးရှိတယ်ပေါ့။ပြီးတော့ဘိုးတောမတ်ဟာ BSC cycle ကြီးနဲ့ညနေပိုင်းဆိုရင်ရော်ထဲမှာအခက်ကြွကြွစီးပြီးတော့မင်းမပြောရရေခတ်ဆင်းတဲ့ရွာဦးချောင်းတို့အဲ့နောက်တဝိုက်တွေရေကန်နောက်တဝိုက်တွေ cycle နဲ့လဲတယ်ပေါ့အဲ့တော့အဲ့ဘိုတော်မတ်ဟာ စကန်နဲ့အဲ့တနေ့မှာညနေပိုင်းမှာဖိုးကြောက်တဲ့ဝင်လာတဲ့ချိန်မှာနော်အဖိုးပေါ့ကျွန်တော်အဖိုးပေါ့ပြန်ပြောပြလာရောအဖိုးကဟာပူကြီးစကန်ကြီးကကောင်းတော့တပြားစီကြီးစစ်ချင်စမ်းပါပြီဖိုးတော့မရနော်မြန်မာစကားကိုကောင်းစွာနားလဲတဲ့လူဖြစ်တော့ပြောလဲပြောနိုင်တော့မင်းစစ်တက်လို့လာပေါ့ဗျာမေးတယ်အာဘယ်စစ်တက်မှာလဲပူကြီးကစီကြီးချင်တော့ပြောတော့ပါမသိခင်အဲ့စကန်ကြီးများစီခွင့်ရလို့တော့တေးပြောပါပြီဒီတော့ပူကြီးကကျောက်စကန်အလကားစီလို့မရဘူးဗျာ တော့အဖိုးရတယ်ပတ်စံပေးစီရလာရတာပေါ့ပတ်စံ5 UP ပေးရင်လိုက်စီလို့ရတယ်ကျောက်ကမောင်းပေးမယ်ဟာတကယ်လားဆိုတော့တကယ်ပြောတာပါဒါဆိုရင်10 UP ပေးပါမယ်ကျောက်မင်းပါပေါ့ဗျာတော့အဖွားပေါ့သူကခေါ်ပါရစီဆိုပြောတော့အခေါ်လိုက်လေဆိုတော့နော်အဖိုးကဖုန်းကြားပေါ်ပြတ်တက်သွားပြီးတော့အဖွားကိုသွားခေါ်တယ်သွားခေါ်ပြီးစကဲထပ်ပြန်လာတော့နော်သူတို့နှစ်ယောက်စကားတွေများနေအဖွားကလည်း9 UP မပေးနိုင်ဘူးဆိုပြီးငင်းနေတယ်သူစီးမဲ့ဆိုရင် ကိုင်ပူကြီးမစီတော့ပါဘူးကျတို့နေရပါမှ၅ယူပြီပဲရှိတာနေပါစီလို့ဆိုပြောတော့ပူကြီးကတော်တော်ပျော်ရွှင်နောက်ပြောက်တတ်တဲ့လူဖြစ်တော့ဒီလိုတော့လေခင်ဗျားတို့နေရစလုံးကိုကျုပ်ဖိုက်ကဘောတင်သွားမယ်ဟိုးမှမြင်နေရတဲ့ဇေဒီနော်ရွာထဲရဇေဒီဖျားကုတ်အထိခေါ်သွားမယ်တခုပဲလမ်းမှာစကားတစ်ခေါက်မှမပြောပါဘူးလို့ဂတိပေးရမယ်နော်ဒီရွာကိုပြန်ရောက်တဲ့အထိစကားတစ်ခေါက်မှမပြောရင်ခင်ဗျားတို့အလက်ကားစီကျုပ်ပတ်ဆက်မယူဘူးတကယ်လို့လမ်းမှာစကားတစ်ခေါက်ပြောလိုက်မိတာနဲ့ ကျုပ်ကိုငားယူပြီးပေးရမယ်။အာအဖိုးကလည်းတော့အာဆီဂျင်တော့တကယ်ပြောတာလားဆိုတော့ကျုပ်မနောက်ပါဘူး။နောက်လည်းမနောက်တတ်ဘူးရှင်ရှင်းပြတယ်။စီးမယ်ဆိုပြီးတော့နော်ဘူသွားမဲ့ဆိုက်ကယ်ကိုတမင်ကကြောက်လန့်အောင်အမြန်မောင်းတယ်။စိတ်ထဲမှာထင်တာကြောက်ပြီးကြောက်ပြီးရက်ပါတော့ရက်ပါတော့သူနိုင်မယ်ဆိုတော့အထင်နဲ့စကားပြောလောက်အောင်လှုပ်တာ။ပြီးတော့အဖိုးနဲ့အဖွားလည်းဆိုက်ကယ်ပေါ်တက်တယ်။ဘူသွားမဲ့လည်းရှေ့ဆုံးအောင်မောင်းတယ်။အဖိုးကသူ့နောက်မှာခွာပြီးစီးတယ်။အဖွားကတော့အဲ့အဖိုးရဲ့နောက်မှာတင်ပလွဲထိုင်ပြီးတော့မြို့သမီးထိုင်နေနဲ့ထိုင်ပြီးလိုက်ပါသွားတယ်။ ဘူတော့မှလည်းနောက်ပြီးတော့အတန်ထွက်လောက်အောင် cycle အချိန်နဲ့မောင်းအမြန်မောင်းတယ်အဖိုးကတော့ဘူတော့မှခေါ့ကိုကြောက်ကြောက်နဲ့ဖက်ပြီးလိုက်နေတယ်သူကတစ်ခါမှမစည်းဘူးကြောက်တာကြောက်ပြီးမယ်စကားအတန်တစ်ခေါက်မှပြန်မထွက်မိအောင်တတိထားပြီးနေနေတယ်ငါယူပြီးပေးရမှကြောက်လို့နော်စကားတစ်ခေါက်ပြောတာကသူရှုံးမှာဘူးပြီးတော့ cycle ကဖျားတပတ်ပတ်သွားပြီးရွာထဲပြန်ရောက်လာဘူတော့မှဒီလူတွေဟောက်တော့နေပြီခင်ဗျမကြောက်တော့ဆိုပြီးတော့အဲ့ဒီအဖိုးအဖိုးကိုမေးတော့ဟာကြောက်တာပေါ့ ကြောက်တော့ကိုပြောအတန်တတန်မမထွက်ပဲလိုက်စီးနိုင်တော့ချီကျူးပါလေဆိုပြီးတော့နော်ဒီအာဖိုးကလည်းကြုံနိုင်ပြီဒါဆိုပတ်စံတပြားမှပေးစရာမလိုဘူးဆိုပြီးတော့ခက်တီတီနဲ့ပြန်ပြောတယ်ကဲကဲကဲမလိုပါဘူးစင်းပါတော့ဆိုပြီးတော့စင်းခိုင်းပါလေဘိုးတော်မလည်းစာကေဘောင်းကြီးစင်းသွားတော့ကြည့်လိုက်တော့ဟင်ခင်ဗျမိတ်မရောဆိုပြီးတော့ပြန်မေးတယ်လမ်းမှာပြောကြကြံခဲ့တယ်ဟာအဲ့ဒါဘာဖြစ်လို့မပြောတဲ့လဲဆိုတော့ဟာခင်ဗျကဆောက်ယူလာကျောင်းကစကားပြောလိုက်ရင်ငါယူပြီးပေးရမှာဘောဆိုပြီးတော့ ရရှင်းပြပါတယ်ဘယ်တော့မှတော့ရှောက်လို့ဒီအဖွားတော့ကြာကြံခဲ့ပြီ။အဲ့ဒါအောက်ပြီးတော့ line manager ပါနဲ့။